အင်ကူမင်းကလေးငယ်နှစ်ဦးကိုနှိပ်စက်မှုနဲ့အင်ဝါအချုပ်ဆိုင်ပိုင်ရှင်မိသားစုဝင်6ဦးကိုလူကုန်ကူးမှုတားဆီးကာကွယ်ဥပဒေရသက်သက်ကြီးပုံမှာကလေးတငယ်ဥပဒေပုံမှားရည်နဲ့တရားစွဲဆိုထားရမှာဇန်နဝါရီလ9ရက်နေ့မှာတရားလူပြတ်သက်တွေကိုစစ်ဆေးခဲ့ပါတယ်။ ။အဲ့ဒီယုံချင်းမှာတော့အင်းဝအချုပ်ဆိုင်ပိုင်ရှင်မိသားစုဝင်6ဦးအနက်ဒေါ်တင်သူစာတင်မင်းလက်စုမွန်လက်နဲ့ရာဇာထွန်းတို့ကိုကလေးတငယ်ဥရေပုံမှာ66ဂါကြီးနဲ့တရားစွဲဆိုထားမှုမှာတရားလိုပြသက်တွေဖြစ်တဲ့လူမှုဝန်ထမ်းဦးစီးဌာနအမျိုးသမီးအသက်မွေးမှုအတက်ပညာသင်တန်းကျောင်းမှဒုတိယကျောင်းအုပ်ဆရာမကြီးဒေါ်ဆန်းဆန်းထွေးကိုစစ်ဆေးခဲ့တယ်လို့သိရပါဗျ။စစ်ဆေးရမှာ ဒုတိယကျောင်းဆရာမကြီးဒေါ်ဆန်းဆန်းထွေမှာနှိပ်စက်ခံခဲ့ရတဲ့မတ်သစင်နဲ့မဆန်းကေခိုင်တို့ကိုသက်ဆိုင်ရာတာဝန်ရှိသူတွေကျောင်းဆရာမကြီးတို့နဲ့အတူဆေးရုံမှာတွားရောက်ကြည့်ရှုခဲ့ရာမင်းကလေးငယ်နှစ်ဦးရဲ့ခန္ဓာကိုယ်အနှံ့အပြားမှာဒံရဟောင်းတွေကိုတွေ့ရှိခဲ့ရပြီးမင်းကလေးငယ်နှစ်ဦးကိုဒံရတွေနဲ့ပတ်သက်ပြီးမေးမြန်းခဲ့ပုံတွေကိုတရားရုံမှာထွက်ဆိုခဲ့ပါတယ်အဲ့ဒီနောက်ဒေါ်ဆန်းဆန်းတွေကိုအင်းဝါအချုပ်ဆိုင်ပိုင်ရှင်မိသားစုဝင်တွေဘက်မှအပြန်အလှန်မေးခွန်းတွေစစ်ဆေးမေးမြန်းခဲ့ပါသေးတယ်။ ဒါအပြင်အင်းဝအချုပ်ဆိုင်ပိုင်ရှင်မိသားစုဝင်6ဦးကိုလူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုံမှာ29မြင်းဆောင်24မြင်းဆောင်32နဲ့တရားစွဲဆိုထားမှုနဲ့ရသဇကြီးပုံမှာ325မြင်းဆောင်344မြင်းဆောင်134တို့နဲ့တရားစွဲဆိုထားမှုတို့အတွက်ချင်းဆိုထားတဲ့တရားလိုပြသက်တွေမှာလာရောက်နိုင်ခြင်းမရှိခဲ့တဲ့အတွက် စစ်ဆေးခဲ့ခြင်းမရှိခဲ့ပဲရုံးချိန်ကိုဇန်နဝါရီလ12ရက်နေ့ကိုပြန်လည်ချိန်းဆပေးခဲ့ပါရယ်အိမ်ကူမင်းကလေးငယ်နှစ်ဦးကိုနှိပ်စက်ခဲ့တယ်လို့ဆိုကအင်းဝါအချုပ်ဆိုင်ပိုင်ရှင်ဒေါ်တင်သူစာတင်မင်းလက်စုမွန်လက်နဲ့ရာဇာထွန်းတို့ကိုကလေးတန်ငယ်ဥရေပုံမှ66ကားကြီးနဲ့၎င်းဒေါ်တင်သူစာတင်မင်းလက်စွမွန်လက်နဲ့ရာဇာထွန်းတို့ကိုပုံမှ325မြင်းဆောင်344တို့နဲ့၎င်းမတ်တီရီလက်နဲ့ဥကိုလက်တို့ကိုပုံမှ325မြင်းဆောင်344မြင်းဆောင်134တို့နဲ့၎င်း သူတို့ချောင်းစလုံးကိုလူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုံမှာ29မြင်းဆောင်24မြင်းဆောင်32နဲ့၎င်းတရားစွဲဆိုစစ်ဆေးနေတာဖြစ်ပါတယ်။